လာပါရှင်။နှူဝင်မာလာ28ရက်နေ့ PBN ရဲ့ဒီရင်ပြပါသတင်းများကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။လင်းမျက်နှာမျိုးနယ်မှာတိုက်ွယ်ပြင်းထန်နေပြီးစစ်ကောင်စီရဲ့ကာကဲစခန်းနှစ်ခုထပ်မင်းဲကိုအေအေနဲ့ပူပေါက်တပ်တွေကတိုက်ခိုက်တိုက်ပိုက်ရရှိရဲဆိုတဲ့သတင်းကိုသတင်းတော့နိုင်ငံကပေးပို့လာတာဖြစ်ပြီး Richard ကတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ ARD တိုင်းလင်းမျက်နှာမျိုးနယ်ပသိမ်မွန်ရွာလမ်းပိုင်းမှာရှိတဲ့စောပြတဲနုကုံကျေးရွာအနီးဝင်းကျင်မှာစစ်ကောင်စီတပ်နဲ့အာရခတပ်တော် AA ပူပေါင်းမဟာမိတ်တပ်တွေဟာ တိုက်ပွဲတွေပြင်းထန်နေပြီးတော့တဲနုကုံကျေးရွာအနီးမှာကာကင်စခန်းနှစ်ခုထပ်မင်းဲကိုတိမ့်ပိုက်ထိန်းချုပ်နိုင်ခဲ့တယ်လို့စစ်ရေးသတင်းမတီစီကသိရပါတယ်။အာရခတတော်အေးနဲ့ပူပေါင်းမဟာမိတ်တပ်တွေဟာပသိမ်မုံရွာလမ်းပိုင်းကိုထိန်းချုပ်နိုင်ဖို့အတွက်လေမနာမြို့နယ်အတွင်းရှိငကရစ်တောင်ဆက်ဆက်ယိုစောပြာတဲနုကုံပန်တော်ကြီးကျေးရွာတွေမှာတိုက်ပွဲတွေပေါ်ဆောင်နေတာလည်းဖြစ်ပါတယ်။လက်ရှိမှာတော့အာရခတတော်အေးနဲ့မဟာမိတ်တပ်တွေဟာလေမနာမြို့နယ်တဲနုကုံကျေးရွာအနီးကစစ်ကောင်စီတပ်ရဲ့ကာကင်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီးတော့အခုရက်ပိုင်းမှာတော့စစ်ကောင်စီတပ်ရဲ့ကာကင်းစခန်းနှစ်ခုထပ်မင်းဲကိုတိမ့်ပိုက်ထိန်းချုပ်ထားတယ်လို့ AR တိုင်းလေးမနာမြို့နယ်ကစစ်ရေးသတင်းရင်းမြစ်တူက VPN ကိုပြောပါတယ်။အာခါတတော် A နဲ့ပူပေါင်းမဟာမိတ်တပ်တွေဟာလေးမနာမြို့နယ်တဲနုကုန်းကျေးရွာရှိရဲစခန်းကိုပြီးခဲ့တဲ့ဇွန်လလေပိုင်းကလေးကတိမ့်ပိုက်ရရှိထားတာလည်းဖြစ်ပါတယ်။လေးမနာမြို့နယ်အတွင်းရှိပသိမ်မုံရွာလမ်းပိုင်းတစ်လျှောက်မှာနှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ဒေသခံတွေကိုလည်းစစ်ကောင်စီတပ်ကခီးသွွာလာခွင့်ကန့်သက်ပိတ်ပင်ထားပြီးတော့ရေချောင်းလမ်းတစ်ခုကသာရက်ကန့်သက်နဲ့ခွင့်ပြုပေးထားတယ်လို့သိရပါတယ်။စစ်ကောင်စီတပ်ဟာတိုက်ပွဲတွေပြင်းထန်နေတဲ့လေးမနာမြို့နယ်ကကြေးရွာတွေအေအေနဲ့ပူးပေါင်းတပ်တွေရှိနေတဲ့နေရာတွေကိုလေချောင်းကနေဘုံကျဲတိုက်ခိုက်နေပြီးတော့ drone စက်တက်လေဒီပါရာမော်တာတွေနဲ့လည်းဆက်မပြတ်လာရောက်ဘုံကျဲတိုက်ခိုက်နေတယ်လို့သိရပါတယ်။စကားစကားလေနဲ့ဘုံဆက်မပြတ်လာကျဲတာရှိတယ်။တချို့ရွာတွေကိုလည်းစစ်ကြောင်းထိုးနေတယ်လို့ကြားတယ်။ ပဲလို့စကြောင်းထိုးရင်သူတို့မှာ drone တွေစစ်တပ်လေတွေတွေပေါ်လာတော့ရှိတယ်။အဲ့ဒါတွေကြီးရော်တွေဘုံကျဲချတာတွေရှိတယ်။အရခါတော့အင်းနဲ့ပူပေါင်းမဟာမိတ်တပ်တွေဟာ AR တိုင်းတွင်းရှိငတိုင်းချောင်းမြန်အောင်အင်ကပူလေးမျက်နာတာပေါင်းရွှေတောင်ရင်စတဲ့မြို့နယ်တွေမှာတိုက်ပွဲတွေဖော်ဆောင်နေကြတာလည်းဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဥရောပပါလီမန်ကတမိုင်းဝင်ပြီးပြက်သားတယ်။လုံဆောင်ချက်တစ်ခုအနေနဲ့စစ်ကောင်စီရဲ့အတူရောင်ရွေးကောက်ပွဲကိုပြင်းထန်စွာဆန့်ကျင်ရှုတ်ချတယ် ဆုံးဖြတ်ချက်တရက်ကိုနိုဝင်ဘာလ28ရက်နေ့မှာတရက်ဝင်အတည်ပြုခဲ့ပါတယ်။အဲ့ဒီဆုံးဖြတ်ချက်မှာအဆိုပါရွေးကောက်ပွဲကို အတူရောင်းလို့ခေါ်ဆိုပြီးယုံကြည်ကိုးစားမှုမပေးသင့်ဘူးလို့တောင်းဆိုထားပါတယ်။ဒီဆုံးဖြတ်ချက်ဟာလူအခွင့်အရေးကာကွယ်သူတွေဒီမိုကရေစီလိုလားတဲ့အရက်ဘတ်လူအဖွဲ့အစည်းတွေနဲ့ဆရာနာရှင်ဆက်ကြည်ရေးလှုပ်ရှားခဲ့ကြသူအလို့အတွက်တိတ်တာထင်ရှားတဲ့အောင်ပွဲတစ်ခုလည်းဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်မှာ2021ခုနှစ်အာဏာသိမ်းမှုနဲ့စစ်တပ်ရဲ့အကြမ်းဖက်အုပ်ချုပ်မှုကိုပြင်းပြင်းထန်ထန်ရှုတ်ချပြီးစစ်ကောင်စီစီစဉ်ထားတဲ့ရွေးကောက်ပွဲကိုလုံးဝတရားမဝင်ဘူးလို့ပယ်ချခဲ့ပါတယ်။ဥရောပပါလီမန်ကမြန်မာနိုင်ငံဟာကြကြပြက်ပြက်ဖိနှိပ်မှုတွေအစုလိုက်အပြုံလိုက်စစ်ဘေးရှောင်ရမှုတွေအတင်းအကျပ်စစ်မှုထိုင်းခိုင်းမှုတွေနဲ့နှိမ့်စေလူအခွင့်အရေးချိုးဖောက်မှုတွေကိုရေဆိုင်နေရချိန်မှာ မဲပေးမှုကိုလွတ်လပ်တရားမျှတပြီးအဓိပ္ပာယ်ရှိကြောင်းမယူဆနိုင်ဘူးလို့ရှင်းရှင်းလင်းလင်းဖော်ပြထားပါတယ်။စစ်ကောင်စီရဲ့ထိန်ချုပ်မှုအောက်မှာစစ်မှန်တဲ့နိုင်ငံရေးလုပ်ငန်းစဉ်တွေမဖြစ်ပေါ်နိုင်ဘူးဆိုတာအသိပေးထားသလိုချက်ချင်းအပြည့်အခက်ရက်စဲရင်နဲ့အယက်သားဒီမိုကရေစီအုပ်ချုပ်ရေးစီပြန်သွားဖို့တောင်းဆိုထားပါတယ်။ဒါအပြင်စစ်ကောင်စီရဲ့ရာဇဝဲမှုတွေအတွက်တာဝန်ခံမှုလိုအပ်ကြောင်းကိုလည်းဥရောပပါလီမန်ထုတ်ပြန်ချက်မှာအလေးပေးဖော်ပြထားတာဖြစ်ပါတယ်။ စစ်ကောင်စီကိုပုံမအကောင်းလာနိုင်စေတဲ့လက်နက်နဲ့ငွေကြေးထောက်ပံ့မှုတွေကိုတင်းကျပ်စွာကတ်တံပြီးပိတ်ဆို့မှုတွေစတိုက်ပြုလုပ်ဖို့ကိုလည်းထောက်ပြန်ချက်မှာတိုက်တွန်းထားပါတယ်။ဥရောပပါလီမန်ရဲ့ဆုံးဖြတ်ချက်ကိုကျွန်တော်တို့အလွန်ကျေးဇူးတင်စွာဖြင့်ကြိုဆိုပါတယ်လို့ HURFOM ရဲ့အစီအစဉ်ဒါရိုက်တာ နိုင်ရဲမှုကပြောကြားခဲ့ပါတယ်။ဒီဆုံးဖြတ်ချက်ဟာနိုင်ငံရေးဆိုင်ရာကြညာချက်တစ်ခုမျှတာမဟုတ်ပါဘူး။ဒါဟာစစ်အစိုးရရဲ့ရက်စက်ကြမ်းကြုတ်တဲ့အုပ်ချုပ်မှုအောက်မှာ ဒုက္ခရောက်နေသူအလုံးအတွက်စီလုံးညီညွတ်မှုရဲ့မိရှုတိုင်းတစ်ခုဖြစ်ပါတယ်။အိမ်တွေပုံကျဲခံရတာ၊အိမ်မက်အိမ်မက်မိသားစုတွေများပြားလာတာ၊လူအခွင့်အရေးချိုးဖောက်တာတွေလုပ်နေတဲ့စစ်ကောင်စီရဲ့ဘေးရွေးကောက်ပွဲကမှတရားမျှတမည်မဟုတ်ဘူးလို့သူကထပ်လောင်းပြောကြားခဲ့ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မှော်ပြီးမြို့နယ်အတွင်းဂိတ်စခန်းတာဝန်ချတာတွေကိုတက်နယ်မှုရဲ့မြေရငယ်ဒေါ်ခိုင်ခိုင်ထွေးမှာစိတ်ကြိုက်စီမံကတာဝန်ချနေတယ်ဆိုတဲ့သတင်းကိုသတင်းတော်မီတော်မှပြဖို့တင်ဆက်ထားပါတယ်။ ရန်ကုန်တိုင်းမော်ဘီမြို့နယ်အတွင်းရှိဂိတ်စခန်းတာဝန်ချတာတွေနဲ့လုံခြုံရေးတာဝန်ချတာတွေကိုမော်ဘီမြို့ရဲ့တက်နေမှုမရငယ်ဒေါ်ခိုင်ခိုင်ထွေးဆိုသူမှစိတ်ကြိုက်ချေလေကတာဝန်ချနေတယ်လို့သိရပါတယ်။မော်ဘီတက်နေကိုအမှတ်၅လေချောင်းရံကာကွယ်ရေးစစ်စင်ရေးကုကဲမှုဌာနချုပ်လာဆာယာမှတက်မှုကတက်နေမှုဖြစ်ကင်တွေရပြီးမြို့နယ်အတွင်းလုံခြုံရေးချတာတွေလက်ကင်းဆောင်ရွက်တာတွေနဲ့အဝင်ထွက်ဂိတ်ချတာတွေအားလုံးကိုတက်နေမှုရဲ့အမိတ်ညွှန်ကြားချက်အတိုင်းဆောင်ရွက်ရတယ်လို့သိရပါတယ်။ မော်ဘီတက်နယ်မှုမှာဘုံမှုချုပ်ဇော်ဟင်းကြိုင်ဆိုသူဖြစ်ပြီးတက်နယ်အတွင်းအထက်ပါကိစ္စတွေဆောင်ရွက်ရာတွင်၎င်းရဲ့မယံငယ်ဖြစ်သူမော်ဘီကျွန်းရေကူးကန်အနီးနားနေထိုင်သူဒေါ်ခိုင်ဟိုင်တွေးမှလက်အောက်တက်တွေကိုစိတ်ကြိုက်စီမံစီခိုင်းနေတယ်လို့သိရပါတယ်။ဒါအပြင်မော်ဘီတက်နယ်အတွင်းဝင်ငွေကောင်းတဲ့ဒေသအခေါ်လေးလန်းစုံဂိတ်ပန်းလိုင်ဂိတ်တွေနဲ့ထန်းတပင်ပတ်ချတဲ့အနီးရှိဂိတ်တွေမှာတာဝန်ကျခြင်းအဆိုပါအမျိုးသမီးကိုကနအူးဝင်ဝင်30အရင်ပေးနိုင်မှာ တာဝန်ကြတဲ့အပြင်တပတ်လင်တစ်ချိန်စေသိန်းခန့်ပေးဆောင်နေရတယ်လို့လည်းတက်တွင်သတင်းရင်းမြစ်တအူးထံမှသိရပါဗါးအဆိုပါမျိုးသမီးကတက်နယ်အတွင်းရှိလောက်အောက်ခံတက်တွေကိုလည်းတက်နယ်မှုရဲ့အမိန့်ဟုဆိုကာအဝတ်ထည်များကိုအချိုးကျခွဲဝေပြီးတက်ရင်တတ်တာဆိုင်တွေမှာရောင်းချစေခိုင်းတာမျိုးတွေလည်းပြုလုပ်တတ်တယ်လို့သိရပါဗါးလာကုန်တာနဲ့အဆိုပါဝတ်ထည်တွေရောင်းရသည်ဖြစ်စေမရောင်းရသည်ဖြစ်စေ၎င်းဖြန့်ခွဲပေးထားတဲ့နှုံထားအတိုင်းလောက်အောက်ခံတက်တွေထမှာကောက်ယူတာတွေလှုပ်ဆောင်နေရကြောင် တက်တွေမှာမဖြစ်မနေပုံစံဖြင့်တလလင်တစ်ချိန်ဝယ်ရတာတွေလည်းရှိတယ်လို့သိရပါဗျ။အစုပါနေရာတွေမှာရရှိတဲ့ငွေတွေဖြင့်မော်ဘီချွန်းရေကူးကန်အနီးနားမှာလက်ရှိအိမ်ဆောင်နေပြီး၎င်းတည်နေရာကိုလည်းတက်နေမှုဖြစ်သူဇော်ဟင်းကြိုင်မှာနေစဉ်ဝင်ထွက်သွားလာတာတွေရှိတယ်လို့လည်းတက်တွင်သတင်းပေးထံမှသိရပါဗျ။ပီရစပန်အင်ဂျီတွေဆိုလေလက်အောက်တက်တွေကုန်ဖြစ်ပြီးရောင်းခိုင်းနေလက်ကုန်နဲ့ကုန်ကုန်မကုန်ကုန်ငွေလက်ကောက်ပြီးတက်ဖြစ်နေအရန်တောင်းကျန်းနေတာတက်နေမှုထက်သူ့ကိုပူကြောက်နေရတယ် ဒီကြောင်းတွေကိုရရှိချိုးကတီးပြီးတော့သူတို့ရှိတိုင်ထားရလည်းရှိတယ်ဘာမှမထူးရည်ယူတာလည်းမလုပ်ဘူးလောက်ကခံဘက်ကကြီးပဲအဆိုပါတက်နေမှုဟာ OTS အပတ်စဉ်69ကြောင်းစင်းဖြစ်ပြီးမော်ဘီတက်နေမှုဖြစ်ပြီးခဲ့တဲ့စတင်လာဘက်ကမှစတင်တောင်းဝင်ယူခဲ့တာဖြစ်ပေမဲ့လည်း၎င်းတောင်းဝင်မယူမီကတဲ့ကပင်လိုင်စင်မဲ့ကာအယောင်းဝယ်ပြုလုပ်မှုမိမမှုလို့ဖြစ်နမင်ဆိုးထွက်ခဲ့ဘူးတယ်လို့လည်းတက်တွင်သတင်းရင်းမြစ်တွေရဲ့ပြောဆိုချက်တွေအရသိရပါဗျ။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ ချင်းပြည်နယ်တိတိတ်မြို့အဝင်ရှိစစ်ကောင်စီတပ်ဆွဲထားတဲ့ဂိတ်ကိုချင်းညောင်တပ်ဖွဲ့တွေကတိုက်ခိုက်တိုက်ပိုင်ခဲ့ရမှာလက်နက်ခဲယမ်းတွေတိုက်စီရရှိခဲ့တဲ့အပြင်စစ်တောက်ပန်းတချို့ကိုလည်းဖမ်းမိခဲ့တယ်လို့ PDF ဇိုလန်ကဒီနေ့ထုတ်ပြန်ပါတယ်။နိုဝင်ဘာလ28ရက်နေ့မနက်၈နာရီရစပြီးတိတိတ်မြို့အဝင်ကျိုးစိုးပါဤဆိုင်မုံအနီးမှာတပ်ဆွဲထားတဲ့စစ်ကောင်စီရဲ့ခလာယာ269မှာတပ်သားတွေကိုချင်းညောင်တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ထောက်နိုင်ခဲ့ပြီးလက်နက်ခဲယမ်းတွေတင်စီရရှိခဲ့တဲ့အပြင်စစ်တုံးပန်းတချို့ကိုလည်းဖမ်းမိခဲ့တယ်လို့ဆိုပါတယ်။အဆိုပါတိုက်ပွဲအတွင်းချင်းကြီးနောက်တပ်ဖွဲ့ဝင်တွေအထီးခိုင်းမရှိပဲပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ဖော်ပြထားပါတယ်။စစ်ကောင်စီဟာပြီးခဲ့တဲ့အောက်တိုဘာလ26ရက်နေ့မှာစပြီးတိတိမ်မျိုးရှိခလာယာ269မှာရဟတ်ရင်တွေနဲ့အကြေးရများစွာအင်အား900ခန့်စတိုက်ပို့ဆောင်ခဲ့ပြီးနောက်အင်အားအလုံးအင်းနဲ့ထိုးစစ်ဆင်နေတာလည်းဖြစ်ပါတယ်။ စစ်ကောင်စီဟာလက်ရှိမှာတီးတိမ်မျိုးရဲ့လူအဝင်အထွက်ကိုထိန်းချုပ်ဖို့ကြိုးပမ်းနေတာကြောင့်အဆိုပါမြို့အဝင်ဂိတ်ကိုချင်းညိနောက်တပ်ဖွဲ့ဝင်တွေကပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။နိုဝင်ဘာလ6ရက်နေ့မှာလဲချင်းညိနောက်တပ်ဖွဲ့ဝင်တွေကစစ်ကောင်စီလူသားတိုင်းဖြစ်ဖမ်းဆီးပြီးအာဏာမပြုကျင့်ခဲ့တဲ့အမျိုးသမီးတအူအပါအဝင်ဒေသခံပြည်သူ14ဦးကိုလည်းကန်တင်နိုင်ပြီးလက်နက်ခဲယမ်းတွေလည်းတိုက်စီရရှိခဲ့တာဖြစ်ပါတယ်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မိုးလေဝသသတင်းအစီအစဉ်ကိုတင်ဆက်ပြီးတော့မှာပဲဖြစ်ပါတယ်။ဘေကလာဘလောအနောက်တောင်ပိုင်းနဲ့တရီလင်္ကာနိုင်ငံကမ်းခြေတို့မှာဖြစ်ပေါ်နေတဲ့ဆိုက်ကလုန်းမုန်တိုင်းတေဝါဟာအနောက်မြောက်ဘက်သို့ရွေ့ရှားခဲ့ပြီးတရီလင်္ကာနိုင်ငံထရီကုံမာလီအနီးကိုဖြတ်ကျော်လျက်ရှိပါတယ်။အဆိုပါဆိုက်ကလုန်းမုန်တိုင်းတေဝါဟာမြန်မာနိုင်ငံကိုကိုကျိုးမြို့ရဲ့အနောက်တောင်ဘက်ရင်းမိုင်၈၀၅မိုင်ခန့်နဲ့အိန္ဒိယနိုင်ငံ ပူတူချယ်ရီမြို့ရဲ့အရှိတောင်ပံရင်းမိုင်240မိုင်ခန့်အကွာပင်လယ်ပြင်ကိုဗဟုပြုနေပါတယ်။အဆိုပါဆိုက်ကလုန်းမုန်တိုင်းဒေဝါဟာမြောက်အနောက်မြောက်ဘက်သို့ရွေ့ရှားနိုင်ပြီးသီရိလင်္ကာနိုင်ငံအရှိပိုင်းကမ်းခြေဒေသများနဲ့ဘင်္ဂလားပင်လယ်အနောက်တောင်ပိုင်းတို့ကိုဆက်လက်ဖြတ်ကျော်ပြီးအိန္ဒိယနိုင်ငံတမီနာဒူကမ်းခြေနဲ့အင်ဒရာပရာဒက်ရှ်တောင်ပိုင်းကမ်းခြေတို့ကိုရောက်ရှိနိုင်တယ်လို့ခန့်မှန်းထားပါတယ်။ ဘေကလာပင်လယ်အော်မြောက်ပိုင်းမှာအများအပြည့်တာယာနေပြီးကပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ဘေကလာပင်လယ်အော်အလဲပိုင်းတို့မှာတိမ်တင်းတင်းဖြစ်ထိုးနေကကပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ကြံဘေကလာပင်လယ်အော်တို့မှာတိမ်ထူထပ်နေပါတယ်။တောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့တိုင်ဖုန်းမုန်တိုင်းကုတ်တုံဟာအားကောင်းသောအပူပိုင်းမုန်တိုင်းကုတ်တုံအဖြစ်အာရော့သွားခဲ့ပြီးဘီယန်နယ်နိုင်ငံဒါနဲမျိုးရဲ့အရှိတောင်ဘက်ရေမိုင်း305မိုင်ခန့်အကွာပင်လယ်ပြင်ကိုဗဟိုပြုနေပါတယ်။ အဆိုပါအကောင်တော့အပူပိုင်းမုံတိုင်းကိုတိုဟာအနောက်အနောက်တောင်ဘက်သို့ဖြင်းင်းစွာရွေ့ရှားနိုင်တယ်လို့ခန့်မှန်းထားပါတယ်။မြမပင်လယ်ပြင်မှာလှိုင်းအသင်အသင်ရှိပါမယ်။လှိုင်းမြင့်မှာမြမကန်ရွနဲ့တခြားနဲ့ကမ်းလှုပ်ပင်လယ်ပြင်တို့မှာ6ပေမှ8ပေခန့်ရှိနိုင်ပါတယ်။နောက်နှစ်ရဲ့အတွက်ခန့်မှန်းချက်မှာ နေပြည်တော်မန္တလေးတိုင်းပဲခူးတိုင်းမကွေးတိုင်းစကိုင်းတိုင်းအောက်ပိုင်းကယားပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာညအပူချိန်များအနည်းငယ်လျော့နေနိုင်ပါတယ်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့နိုင်ငံတကာသတင်းအစီအစဉ်ကိုသတင်းထောက်ဝရချက်ကတင်ဆက်သွားမှာဖြစ်ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကဂျပန်ဝန်ကြီးချုပ်ဆာနက်တာကာအီချီကိုဖုန်းခေါ်ဆိုခဲ့ပြီးထိုင်ဝမ်ရေးနဲ့ပတ်သက်ပြီးတရုတ်ကိုသွားမစွာဖို့အကြံပေးခဲ့ကြောင်း Wall Street Journal ကနိုဝင်ဘာလ26ရက်ဗုဒ္ဓဟူးနေ့ကဖော်ပြခဲ့ပါတယ်။တရုတ်သမ္မတရှီကျင်းဖင်ဟာအမေရိကန်သမ္မတထရမ့်စီဖုန်းခေါ်ဆိုခဲ့ပြီးတော့တမိုင်းထဲမှာထိုင်ဝမ်ဟာတရုတ်နယ်နိမိတ်ထဲကဖြစ်ကြောင်းပြောကြားခဲ့ပြီးလက်ရှိအချိန်မှာအဆိုပါနယ်နိမိတ်အရေးကို စီမံခန့်ခွဲဖို့ဝါရှင်တန်နဲ့ဘေကျင်းတို့ပူးတဲ့တာဝန်ယူဖို့ပြောကြားခဲ့ပါတယ်။အဲဒီနောက်မှာထရမ့်ကတကာအီချီနဲ့အခုလိုထိုင်ဝမ်ရေးကိုမဆွတ်ဖက်ဖို့ပြောဆိုခဲ့ကြောင်း Wall Street Journal သတင်းစာကဖော်ပြထားပါတယ်။မြန်မာလက်စောပိုင်းမှာတကာအီချီကထိုင်ဝမ်ပေါ်တရုတ်ရဲ့ချင်းချောက်မှုဟာဂျပန်ရဲ့စီးရေးတုံ့ပြန်မှုကိုဖြစ်ပေါ်စေနိုင်ပြီးတော့တရုတ်နဲ့တန်တမာရေးရရန်ညိုးဖွဲ့စေနိုင်တယ်လို့မှတ်ချက်ပြုခဲ့ပါတယ်။နောက်ပိုင်းမှာထရမ့်ကတကာအီချီပေါ်ကိုတိမ်မွေးတဲ့နီလန်နဲ့သာ နားချခဲ့ကြောင်းဂျာနယ်သတင်းစာက ဖော်ပြထားပါတယ်ကျွန်တော်ရစ်ချတ်ပါနိုဝင်ဘာလ28ရက်နေ့ BBN ရဲ့ပြည်ရင်းပြည်ပသတင်းများကိုတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်။ကြီးစုသူမိဘပြည်သူများရှင်လန်းချမ်းမြေ့ကြပါစေရှင်။ကျမတူစားပါ။